အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးတကုံချွေများရေးတာတဲ့အရှိတပတ်ရေလို့အမိရတဲ့ဝိထုကိုကျွန်တော်ကိုချွေတာမှဖတ်ကြားတက်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာအရှိတပတ်ရေမောင်တောင်းတွင်မှာကုံတဲလန်းရှိရုံတရုံတွင် အောက်တန်းစည်းရကလေးတယောက်ဖြစ်၍မိမိနှင့်တရုံနယ်လောက်ကန်လျက်ရှိသောမတန်းများဆိုသူအထက်တန်းစည်းရမကလေးတယောက်နှင့်မျက်စိချင်းကြည့်ရမှအစတယောက်နှင့်တယောက်မြေတားတက်ဝင်ခဲ့၏ အခြားဆေးရည်များမှာမိမိတို့အတွဲများကို ရုပ်ရှင်များဟိုတယ်များတို့ပုံမိုရင်းနှီးသွားအောင်ခေါ်ဆောင်သွားလေးရှိတော်လေမောင်တောင်းတင်မှာတစ္ဆာရှိသူတယောက်ဖြစ်သည့်အတိုင်မိမိရည်စားအပေါ်၌ကိုတီလက်ရောက်ကျူးလွန်မှုများကိုရှောင်ရှားခဲ့လေသည် မောင်တောင်းတင်မှာဆင်းရဲနှံပါ၍အမေဦးနှင့်ညီကလေးအားထောက်ပံ့၍နေရလေရာ အထက်တန်းလွာမိမတယောက်အားလက်ထက်၍အိမ်ရဆောင်မိသားပြောင်ထားနိုင်ရန်စိတ်ကူးမြပင်မထဲဝင်ခဲ့ပါချီ မတမ်းမြမှာပင်စင်အငိမ့်စားဝန်တော်ကြီးတူဦးဤတူဦးဒီတော်တမိဖြစ်၍အင်းစိန်မှနေစဉ်လာရောက်ယုံတရသူဖြစ်၏ဝန်တော်ကြီးသည်ဇနီးဖြစ်သူကွယ်လွန်သားသောအခါမတမ်းမြအားတက္ကသိုလ်တွင်ဆက်လက်၍မထားတော့ဘဲကျောင်းမှနှုတ်လိုက်ပြီးလျင်မိတ်ဆွေတို့၏ယုံတွင်အလုံးလုံးစေခဲ့ရာမတမ်းမြမှာအလုံးလုံးရင်အိမ်မှုကိစ္စများကိုတစ်ဖက်ကဆောင်ရွက်၍ဖခင်ကြီးအားပြုစုနေထိုင်ခဲ့လေသည် အစိုးရအရာကြီးရှိများမှအလုံးမအနားယူကြသောအခါလာကသာအလုံးလောက်အရှားအလုံးများတွင် ကျွမ်းကျင်မှုဘဟုတုရမရှိသဖြင့်ဝန်ထောက်ကြီးသည်အလုံးအမျိုးမျိုးကိုလက်တက်ဆန်းသည့်သဘောဖြင့်စ၍လောက်ကင်ခဲ့၏သို့တော်မြေသည့်အလုံးတွင်များကျေးဇူးခံစားရခြင်းမရှိပဲစူဆောင်းထားခဲ့ရသမျှသောပစ္စည်းကလေးများမှလည်းတဖြည်းဖြည်းလုံးပါပါ၍လာခဲ့လေ၏အလုံးမထွက်၍နှစ်နှစ်ခန့်ကြာသောအခါဝန်ထောက်ကြီးသည်မိမိနေထိုင်သောအိမ်နှင့်ခြံကိုပင် ငွေ1000ကျပ်နှင့်ပေါင်နိုင်ခဲ့လျာအတုံးဆွဲ၌ကရခင်ကမူကိုမချော့နိုင်သည့်တဖြင့်နေ့စဉ်တုံးဆွဲနေသောအိမ်စရိတ်အပြင် အတိုးငွေ200ကျပ်ကလည်းလားစဉ်တက်၍လာပြန်၏အတိုးကို3လလလောက်သာပေးဆက်နိုင်ပြီးနောက်တနည်းခမ်းများအတိုးမပေးနိုင်မဲရှိခဲ့ရာငွေရင်း1000အပေါ်တွင် အတိုးအတွက်2500ကျပ်ခန့်တက်၍လာပြန်၏ ထိုအချိန်၌ဝန်ထောက်ကြီးမှအိမ်ကိုမြေရှင်လက်သို့ပေးအပ်ရန်မှတပါတခြားနီလမ်းမရှိတော့ပါရှိဝန်ထောက်ကြီး၏အိမ်ကိုအပေါင်းခံသူမှဂျိုးပင်ကုန်းတွင်ရှန်တရာနှင့်နေထိုင်သောမြေပိုင်ရှင်ဦးကျော်စောဆိုသူဖြစ်၏အလောအကင်မှကုန်းတဲ့တယောက်ဖြစ်၍ဈေးချောင်ရသည်မပစ္စည်းများကိုဝယ်ယူပြီးလည်းရင်ရောင်းချက်ကောင်းသောနေရာ၌ထိုကွဲ ရောင်းချခြင်းရိုးသား၍မတိနာမလဲသောကုန်းတဲ့များအပေါ်တွင် ကော်မရှင်ကနှင့် ခေါင်းဖို့ဖြစ်ခြင်းတခါတရံအစိုးရအပြည့်မကင်းသည့်ကွန်ပျူစီများကိုပင်တင်ပို့တင်းထုတ်နိုင်ခြင်းစသည့်အရောင်းဝက်ဘက်တွင်ကျင်းလဲစွာလောက်ကိုင်းနိုင်စွမ်းရှိသည်ဖြင့်စီးပွားတက်လာသူဖြစ်၏မုတ်ဆိုးဖို့တယောက်ဖြစ်၍အိမ်တွင်တယောက်တည်းနေထိုင်ခဲ့လေ၏ဥကြောသောသည်တစုံတစ်ခုသောအကြံဖြင့်ဝန်တော်ကြီးအပေါ်တွင်တင်ရှိသောကျူးဟောင်းများကိုမတောင်းသေးပဲငွေ200ကျပ်300ကျပ် အဲ့ဒါတွေကိုပင်လက်လက်သုံးအဖြစ်နဲ့ရှင်းငါထားပြန်ရမူလအိမ်ပေါင်းဖြင့်ရှင်းထားသောတွုံးရင်းငွေများနဲ့တကွာနောက်ထပ်လက်လက်သုံးငွေများပါစုစုပေါင်းတထောင်ခွဲကျက်ကြော်ကြော်များပင်ရှိခဲ့လေပြီထိုအချိန်တွင်ကျွေးမိအားလုံးကိုတလာအတွင်းအပြေပေးဆက်ရန်ဝက်လုံးတဦးထံမှတစဉ်ဝန်တော်ကြီးထံသို့နှုတ်တစ်စာတစ်စောင်ရောက်ရှိ၍လာရသားဘာနှစ်ယောက်တို့မှခေါင်းချင်းဆိုင်၍ငိုင်းနေကြယုံမှတပါမိတို့များမကြံတတ်ကြတော့ရှိ ရှန်နေအိမ်မှာတသောင်းကျက်နဲ့ပဲတသောင်းခွဲကျက်နဲ့ပင် ရောင်းချတော်လဲဝယ်သူရှိမည်မဟုတ်ရှိထိုအခါမှာဝတောက်ကြီးမှာကုံတန်အလုတ်ကိုမကျွမ်းကျင်ပဲလှုပ်ခဲ့တဲ့ဖြင့်စုံချုံရပုံများကို၎င်းမိမိကိုယ်တိုင်ကြက်လက်တိတ်သေးစွာမနေခဲ့ပုံများကို၎င်းတခါတည်းရန်ရလို့ရညာမြင်းပွဲများတို့ပင်တမီးမသိအောင်တွားခဲ့သည်များကို၎င်းယူကျုံမရဖြစ်ရချာလေ၏ထိုအချိန်တွင် လာမကုန်မီ မတန်းမြ၏ဝန်တော်ဝန်တော်ကြီးထံသို့တည်င်းတစ်ခုရောက်၍လာတော်၏ထိုတည်င်းကိုယူဆောင်လာသူမှာဝန်တော်ကြီးနှင့်ဆွေတစမျိုးတစတော်ဆက်သူမိမကြီးတယောက်ဖြစ်လေသည် ထိုတည်င်းအဆိုမှာအကယ်၍ဝန်တော်ကြီးသည်တမီးဖြစ်သူမတန်းမြအားမြေပိုင်ရှင်ဥကျော်စောနှင့်လက်ထပ်ပေးကတင်ရှိသောအကျွေးများအလုံးကိုချော်ပြေယုံတမကမတန်းမြအတွက်လက်ဝတ်လက်စားအစောခန်းဝင်ပစ္စည်းများအပြင် တားဖနေရောက်သုံးဆွဲနေထိုင်နိုင်ရေးအတွက်ငွေသား300ကျပ်3000ကျပ်ပင်ပေးအုပ်မိအကြောင်းဖြစ်လေသည်ထိုတည်းမှာပထမနားဖယုံမြသာရှိလာလေရာနားဖယုံမြသာရောက်ရှိလာသောတည်င်းဖြစ်၍3-4ရက်ခန့်ကြာသောအခါထိုတည်င်းကိုအတီးပြုတ်ရန်အရက်လူကြီး2ယောက်ထပ်မံ၍ရောက်ရှိလာလေ၏နောက်တနေ့၌တားဖနေရောက်တို့သည်ဤကိစ္စနှင့်ပတ်သက်၍ဆွေးနွေးတိုင်ပင်လျက်ရှိကြကုန်၏ဝန်ထောင်ကြီးမှာစကားကိုတူတူတုတ်တုတ်နှင့် ပြက်ပြက်ပြောတတ်သူဖြစ်တဲ့ကဲ့သို့တမီးဖြစ်သူကလည်းပွန့်ပွန့်လင်းလင်းပြောတတ်သူတယောက်ဖြစ်၏။မတန်မြတ်မှာအင်္ဂလိပ်သီလရှင်အကြောင်းထွက်တယောက်ဖြစ်သည့်အပြင်အာသွက်ရှာသွက်တယောက်ဖြစ်၏။ကျောင်းနေစဉ်ကပင်ရဲရင်ချင်းတည်ကြည်ချင်းတွက်လက်ဖြက်လက်ချင်းတို့တွင်နာမည်ရခဲ့သူဖြစ်၏။ဝန်တော်ကြီးသည်တမီးဖြစ်သူအားမင်းမိန်သောမျိုးလုံးများဖြင့်ကြည်ကျူးလျက်ရှိတရားမှကဲဒါပဲကြည့်တော့တမီးရဲ့ ကိုကျော်စောကတော့ဖေတို့ကိုအကြက်ကင်တာပဲအင်းကင်မယ်ဆိုရင်လည်းကင်စရာပေါ့လေကိုနေကဖေတို့မှာခရမ်းသီးပိန်ဓာတုံဖြစ်တဲ့အချိန်ကိုကိုယ်ဟုတ်တာပေါ့ဖေဖေသူကလည်းတမီးပေါ်မှာအရင်ကတည်းကမြေတားရှိနေတဲ့ပုံပါပဲလေးငါးကောင်အင်ကိုလာဘူးတော့မဟုတ်လားဒီကတည်းကဖေဖေအတော်တန်တော့အကဲခတ်မိပါတယ်ဒါပေမဲ့တက်တူရွယ်တူလည်းမဟုတ် ဖအင်းနဲ့တမီပြောတဲ့နဲ့စကားလည်းမဟုတ်လို့ဖေဖေအตาကြည့်နေခဲ့တယ်။ကျမလည်းနည်းနည်းပါးပါးတော့ရိပ်မိပါတယ်ဖေဖေ။ဒီအရွယ်နဲ့ငါတမီနဲ့မတန်ဘူးဆိုတာတော့ဖေဖေနားလည်ပါတယ်။ဒါထက်တမီကို မြေတားရှိနေတယ်ဆိုတဲ့ရုံးကတငယ်ကောကိုတောင်းတင်အလောက်ကထွက်သွားပြီဖေဖေ။ဒီလိုကအတော်မာနာကြီးတဲ့လူဖေဖေရဲ့တခါကကျမကိုလက်ထပ်ဖို့ပြောတော့ ကျမကိုအခုအချိန်နေထက်တာအောင်ထားနိုင်ပါမလားအခုထပ်ပို့ပြီးဆင်နိုင်ပါမလားတို့မေးတော့ကြိုးစားရမှာပေါ့မြရဲ့တဲ့အခုမဆင်နိုင်တော့နောက်၄၅နှစ်လောက်ကြာတဲ့အခါမှာဆင်နိုင်ရောပေါ့ကျုပ်ဟာအညွန့်နဲ့လူပါအခုလုပ်နေတဲ့အလုပ်ကကျုပ်အကြံအထားမမြောက်ခင်စက်ကူးမကူးမှာအငတ်မခံနိုင်လို့ဝင်လုံနေရတာပါလို့ရိုးရိုးကြီးဖြေတယ်ဖြေဖြေပြီးတော့ဒီလူဟာဂတိတည်တယ်တစ္ဆာရှိတယ် ကျမကိုရိုးရိုးသားသားနဲ့တကယ်ရှိတဲ့သူပါဖေဖေရုပ်ရည်အမျိုးနယ်ကရောသူ့အမျိုးနယ်တော့မသိပါဘူးဖေဖေအမေအိုကြီးကိုလောက်ကန်ကြွေးပြီးညီကလေးတယောက်ကို ကြောင်းထားပေးရတာလောက်ပဲသိပါတယ်ရုပ်ရည်ကတော့လှလှလည်းမဟုတ်ပါဘူးရွက်ချမ်းရည်ကြိုတဲကပဲဆိုပါတော့ဒါပေမဲ့ယောက်ျားပြီးသားတဲ့ရုပ်မျိုးပဲတော်လောက်ပါပြီတမီးရဲ့ဒီတငယ်နဲ့မြေတားရှိနေတယ်ဆိုတာဖေဖေအပြစ်မဆိုကြပါဘူး ဒါနဲ့ဒီတန်ငယ်ကဘာဖြစ်လို့ထွက်သွားတာလဲရုံးစေးရီအလုံးနဲ့တသက်လုံးမကြီးပွားနိုင်ဘူးတခြားအလုပ်တစ်ခုခုကြံအောင်မယ်ဆိုပြီးထွက်သွားတာပဲဖြစ်ဖြစ်တမီးနယ်ကအဆက်အသွယ်ပြတ်နေပြီဆိုပါတော့ဟုတ်ကဲ့ဖြစ်ဖြစ်နှုတ်ပေမဲ့ဝမ်းထဲကမြေတားတက်ချင်းတော့ဒေသတက်မှာမပြတ်ဘူးဆိုပါတော့တယောက်နဲ့တယောက်မြေတားစင်မြေတားမှန်နဲ့ရှစ်ကြတာတေမပြတ်ကြတာပဲနှုတ်ပေမဲ့တမီးကိုဖေဖေပိုင်ပါလေဖ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 ေရဲ့သဘောအတိုင်း လုံနိုင်ပါတယ်ဖေဖေကိုတမီးဘလောက်ရှိတဲ့ဆိုတာဖေဖေအတီးဆုံးပဲမဟုတ်လားဟင်ဝန်တော်ကြီးဒီတက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်ဦးကောင်းကိုညင်သာစွာတစ်ချက်ညှိလိုက်ကိုကျော်စုံးဟာလည်းတမီးနဲ့တက်တူရွယ်တူမဟုတ်တာကလွယ်လို့အရေးချင်းရှိတဲ့သူတယောက်ပဲတမီးရဲ့ဒီလူဟာအရာရာလဲပတ်တယ်နှံ့ဆက်တယ်ပြည်စည်းဥစ္စာနဲ့လည်းပြည့်စုံတယ်အကြောင်းရှိရင်တကယ်အားကိုးရတဲ့သူတယောက်ပေါ်သမီးအခုနေခါဖေဖေတို့ ဘာလို့အကြက်တဲနဲ့တွေ့နေတယ်ဆိုတာတမိအတိဆုံးပဲတမိရဲ့လက်ဝတ်လက်စားကလေးတွေတောင်တတိတိနဲ့ရှော့နေပြီမဟုတ်လားသူ့အကျွေးကလည်းတော်တော်ကြာနှစ်တောင်းကြခိုက်တော့မယ်ဖဖေဖြင့်တွတ်တောင်မတွက်ကြည့်ဝင်တော့ဘူးအဲ့ဒီတော့မတမ်းမြဒီခေါင်းကိုငုံလိုက်ပြီးနောက်ဖဖေဖဖေသဘောတိုင်းပဲလို့ပြောပြီးပါကောဖဖေမိဘကျေးဇူးကိုတည်တတ်တဲ့တမိတယောက်အနေနဲ့ဖဖေကျေးဇူးကိုဆက်တာပါပဲ။ ဖဖေးရဲ့ဂုံတိတ်ခါကိုထောက်ထားပြီးကျမမျက်စိကိုဇုံမိတ်ဇုံမိတ်လိုက်ရတာပါပဲဤတို့မတမ်းများသည်မြေပိုင်ရှင်ဥကျော်စောနှင့်လက်ထပ်ခင်းလိုက်ရလျာလက်ထပ်ပြီးသည့်နောက်၌မူကားဥကျော်စောအားမယားဝတ္တရားနှင့်အညီပြုစုခဲ့လေသည်သို့တော်အချစ်ဦးမောင်တောင်းနေကုန်မူမတမ်းမြသည်မြည်သည့်အခါမှမမေ့ချေဥကြောတော်နှင့်လက်ထပ်ပြီးနောက်ငွေရေးကြေးရေးနေရေးထိုင်ရေးမှအစာ အစသရရအစဉ်ပြေလျက်နေသားထိုင်သားတကြရှိလျာတနေ့ခန့်ကြာသောအခါမတန်းမြဤဖခင်ဝေတော်ကြီးမှရုတ်တရက်ကွယ်လွန်သွားချာလေသည်တို့အခါဥကြောသောသည်ယခင်တထောင်ခွဲကျက်နှင့်တာမိုးဖြတ်ခဲ့သောဝေတော်ကြီးဤအိမ်နှင့်ရှံကို3000ကျက်ဖြင့်ရောင်းချပြီးလျင်ငွေကိုမတန်းမြနာမည်နှင့်ဗန်တိုက်တတိုက်တွင်အပ်ထားလေ၏ယခင်ကမတမ်းမြမှာရိုးပင်ကုန်း၌တလဲဖခင်ကြီးထံတွင်တလဲနေခဲ့ရာ မိမိတို့ခြံကြီးကိုရောင်းချလိုက်သောအခါဂျိုကုန်းကြီးဥကြော်သောခြံသို့တပါးတည်းပြောင်းချွေနေထိုင်ခဲ့ရလေသည်ဤသို့ပြောင်းချွေလာသောအခါဥကြော်သောကလည်းအိမ်ကြီးကိုအတင်မုံမှန်ပြင်ဆင်လျက်အခန်းအစ်များဖွဲ့ခြင်း အောက်ထက်ကိုကြောက်ပြားခင်းခြင်းဓာမီများတိုးချက်တက်ဆင်ခြင်းများပြုလုပ်ပြီးလျင်မတန်းများအတွေ့မိတ်ဆွေတငယ်ချင်းများနှင့်ပြင်းလျင်စကားပြောရန်ဟုဆိုကာတယ်လီဖုန်းမှတက်ဆင်ပေးထား၏ နောက်ပိပတ်အခန်းတစ်ခုအတွင်း၌အောက်သို့ထိုးစင်းသွားရသောမြေတိုက်ခန်းကလေးတစ်ခုရှိ၎င်းမှာဥကျော်သောဓာတ်ပုံကူသောအမှောင်ကန်းနှင့်အခြားတိုလီမုတ်ဆပစ္စည်းများထည့်ထားသောအခန်းဖြစ်၍ထိုအခန်းကလေးကိုလည်းအံပုံတကားအစ်စ်တက်စင်ကမွမ်းမံပြင်ဆင်၏မတမ်းများ၏နောင်ရည်အတွဲဟုဆိုကာမိမိ၏အသက်ကိုငွေ2000ကျပ်ဖြင့်အာမခံပြုလုပ်ပြီးလည်းယင်မတမ်းများအားပေးထား၏ စိန်တဲ့၃နောက်ကြဖိုးခန့်ထပ်၍ဝယ်ပေးပြီးလျင်အဝေးအစားများကိုလည်းမတန်းများအလိုအတိုင်းသဘောကျဝယ်စေ။မတန်းများမှာလက်တွေ့လောကစည်းစိမ်များကိုခံစားရင်းယောက်ျားဖြစ်သူအားတပြေးပြေးကျေးဇူးတင်လျက်အသက်ကြီးသူများသည် အမျှော်အမြင်ဆင်ញုံဆင်ញင်တော်တရားနှင့်ပြည့်စုံ၍နေရာတိုင်းတွင်အားကိုးရာကြောင်းဖခင်ကြီး၏စကားများကိုပြန်၍တတိယမိ၏။မတန်းများမှာဤကဲ့သို့မတောင်းပတမကြောင်းမကြနေထိုင်ခဲ့ရတော်လဲ ဥကြောသောမြေတီအလုတ်ကိုလှုပ်သည်မြေတီနေရာသို့သွားသည် စသည်ဖြင့်လင်ယောက်ျား၏အလုတ်ကိုင်ကို အတိအကျမသိစုံသန်းခြင်းလည်းမပြုချေဥကြောသောသည်နနက်9နာရီ10နာရီခန့်တွင်နနက်စာစား၍အဝေးစားများလဲပြီးနောက်ထွက်သွားတတ်၏ညနေနေဝင်ချိန်များ၌ပြန်လာလေ့ချီပြီးလည်းယင်တခါတရံညင့်9နာရီ10နာရီလောက်အထိမိုးရှုပ်ပြီးမှပြန်လေ့ရှိတခါတရံအိမ်ရပြန်တွင်ဧည့်သည်3-4ယောက်ခန့်ပါလာတတ်၍ ၎င်းတို့နှင့်ညင်းတဲ့သကောင်အထိစကားပြောဆိုနေတိုင်တတ်၏၎င်းတို့ပြောသောစကားများမှာအများအပြားတီးတိုးတိုင်ပင်ခြင်းများဖြစ်၍မြည်သည့်အကြောင်းမြည်သည့်ကိစ္စဟူ၍မတမ်းများမှာမသိချေတကြိမ်တွင်ဥကြောသောသည်ညင်း9နာရီလောက်တွင်ညသာစားပြီးနောက်ထိုညတွင်မိမိအားဆောင်ရွက်မနေဘဲအိမ်နှင့်ရန်အကြောင်းအကယ်၍တစုံတရာအကြောင်းရှိကခြံနောက်တဲကလေးတွင်နေသော မာလီအဖိုးကြီးအားခေါ်ရန်အကြောင်း တကူတည်းများအတွက်တစုံတရာစိုးရင်ရမရှိအေးဤအရက်တို့တကူတဝက်များမလာတတ်ကြအောင်ပြောပြီးလည်ရင်ထွက်သွားခဲ့ရာနောက်တနေ့နေ့လယ်12နာရီထိုးမှအငှားကားတစ်စီးဖြင့်ပြန်၍ရောက်လာ၏တချိန်တွင်ဦးကျော်သောသည်ညင်ချင်းနာရဲ့အချိန်လောက်၌မြေတိုက်ခန်းသို့ဝင်၍ပုန်းနေပြီးနောက်မိမိအားမြေသူကပင်လာ၍မေးသည်ဖြစ်စေမချီချောင်းပြောရန်မတမ်းမြအားမှားထား၏ တခဏမျှကြာသောအခါကားတစီရောက်ရှိလာ၍ကားပေါ်မှမိမပြိုတယောက်ဆင်းလာပြီလျင်ဥကြောသောအားတွေ့လိုကြောင်းပြော၏မတမ်းများကဥကြောသောအလုံးမှပြန်မလာသေးကြမိမယောက်ျားမှာအလုံးပြန်ခြင်းအတိအကျမရှိပဲတခါတရံအလွန်ညံ့တမ်းမှရောက်လာတဲ့ကြောင်းပြောရာ မိကလေးသည်ဆိတ်ရှိလက်ရှိကလေးတိုင်းတစ်လုံးပေါ်၌ထိုင်ကဆယ်နာရီအထိစောင့်နေပြီးနောက်ပြန်သွားလေ၏ တချိန်တိုင်းညင်၁၂နာရီကျော်လောက်တွင်ရှမ်းအတွင်းသို့ကားတစ်စီးဝင်လာပြီးလျင်ဦးကျော်သော၏အမည်ကိုခေါ်၍နှိုးလေ၏ဦးကျော်သောမှအတန်ကြက်မိ၍တကားဖွင့်ပေးသောအခါကားပေါ်မှယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်ရေကြီးတုပ်ပြားဆင်းလာ၍နိုင်ဝက်ခမ်းမြဦးကျော်သောနှင့်တိုင်ပင်လျက်ရှိ၏ကားမှခြေကားဖြစ်၍ကားပေါ်တွင်မိန်းကလေးတစ်ယောက်မိန်းကလေးတစ်ယောက်အားဗဇက်ကိုအဝယ်စီးလျက်လက်များကိုကျိုးဖြင့်တုပ်ထားပြီးလျင် ထိုမိန်းမနဲ့ယောက်ျားတို့ကဘေးမှညှိပ်ပြီးခေါ်သွားသည်ကိုကားထွက်သောအခါအိမ်ပေါ်တန်းမှမတန်းများကမြင်လိုက်ရ၏မတန်းများမှာလင်းယောက်ျားအလုပ်တွင်တစုံတရာဝင်ရောက်ဆက်ဖက်ခြင်းမရှိပဲအေးချမ်းစွာနေထိုင်တတ်တော်လဲတခါတရံဤကဲ့သို့မတင်ကားဖွယ်ရာချက်များကိုတွေ့ရ၍ယောက်ျားဖြစ်သူကမေးမြန်းသောအခါဥကျော်သောကမသိခြင်းပါနဲ့မြရဲ့ဒီအလုပ်တွေဟာများသိတဲ့အလုပ်တွေမဟုတ်ပါဘူး လူဆိုတာဘယ်လိုနေရာမျိုးမှမဆိုကြံရည်ဖန်ရည်ရှိတဲ့လူမှပူပီစားရတာမဟုတ်လားဟုပြောလေ။မတန်မြာကလင်းနဲ့မရဆိုတာကောင်းတူဆိုးပတ်ဖြစ်၍မြည်သည့်နေရာတွင်မဆိုတီချီခွင့်ရှိကြောင်းဖြင့်စင်ကြေတက်သောအခါဥကြောသောကဒီမဲအမြ။အကိုကြီးပစ္စည်းဥစ္စာချဖွေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဘသူ့ကိုမှမပြောဘူး။အကိုကြီးဟာဘယ်နေရာမျိုးမှမဆိုလျှိုးဝှက်ကြစ်လက်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာညအတိသားပဲ။ဒီတော့ ညစိတ်ဆိုးစဉ်စိတ်ဆိုးစိတ်ကောက်ခြင်းစိတ်ကအကိုကြီးကိုနောက်ဘယ်တော့မှမမင်းနဲ့ဟိုခတ်ထတန်ပြောကစကားလက်ဆကိုဖျက်လိုက်လေဂျိုကုံးအင်ကြီးတွင်နေထိုင်ပြောင်းချွေပြီးနောက်တနေခမ်းမြကြတော့အခါဤကဲ့သို့တယောက်နှင့်တယောက်စကားပြောမတည့်ရမှာစ၍လင်မယားနှစ်ယောက်မှာခတ်တန်းတန်းဖြစ်ခါမကြကနာကတော့ကဆဖြစ်ကြလေ၏နောက်ဆုံးမတန်းမြနာမည်နှင့်ထားသောငွေ၃၀၀၀ကျပ်အနက် ငွေ2500ကျပ်ထုတ်ယူရန်မတန်းမြအားဥကြောသောကလက်မှတ်ရေးထိုးစေသောအခါ၌လင်မယားမှာအတော်ပင်စကားများကြလေသည်ဥကြောသော၏အကြောင်းပြချက်မှာကအရေးကြီးသောကုန်ပစ္စည်းတစ်ခုကိုလူတစ်ယောက်ထံမှလျှို့ဝှက်စွာတိတ်တဆိတ်ဝယ်ယူရန်အတွက်ဖြစ်ကြောင်းရင်းပစ္စည်းကို တလားခန့်အကြာတွင် လုံခြုံသောနေရာတစ်ခုနှင့်ရောင်းချနိုင်က3000ကျပ်ရနိုင်၍တလားအတွင်းမှာငွေ1000ကျပ်တိတိမျက်မြေဖြစ်ကြောင်းစသည်တို့ဖြစ်လေသည် နိုဝင်ဘာလ၏တနေ့သောညနေဆောင်၌မတမ်းမြသည့်ဥကြော့ကျော်၏လျှို့ဝှက်သောအယောင်းဝယ်ကိစ္စများအကြောင်းကို၎င်းအိမ်သို့လာရောက်သော၎င်း၏ဧည့်သည်များအကြောင်းကို၎င်းမိမိအပေါ်၌ပွင့်ဝင့်လင်းလင်းမရှိသော၎င်း၏အပြုအမူများကို၎င်းစင်သာရင်အိမ်ပြတင်းပြအပြင်သို့လှမ်းမြော်ကြည့်ကျူးလျက်ရှိခြင်းမာလီယဘိုးကြီးဥဖိုးချိန်သည်ဒိုင်းယာရီစာအုပ်ကလေးတအုပ်ကိုကင်လာပြီလျင်ဒီဟာဆရာစာအုပ်ကလေးနဲ့တူတယ်ဟုပြောကား မတန်းမြအားပေးလေ၏စာအုပ်ကလေးမှာအစိမ်းရောင်အိတ်ဆောင်ဒံယာရီစာအုပ်ကလေးဖြစ်၍မတန်းမြသည်မြင်းလျင်မြင်းချင်းဥကျော်သောဤဒံယာရီစာအုပ်ကလေးဖြစ်ကြောင်းသိရှိလေသည်ထို့အခါမတန်းမြကဟုတ်ပါတယ်ဒါအကိုကြီးစာအုပ်ပဲကျေးဇူးတင်ပါတယ်ဥဖိုးရှင်ဟုပြောလေ၏စာအုပ်ကလေးကိုဖွင့်ကြည့်ရာထိုနေ့မှာနိုဝင်ဘာလ9ရက်တောက်ကြာနေဖြစ်၍ထိုနေ့စာမျက်နှာ၌ပင်ယနေ့ည9:00ဓာတ်ပုံဟုခဲရန်နေဖြင့်ရေးသားထားသည်ကို တွေ့ရ၏ မတမ်းမြသည်လွန်ခဲ့သောရက်များကစာမျက်နှာများကိုလှန်၍ကြည့်ပြန်၏အော်တိုဘာလ၄ရက်နေ့စာမျက်နှာတွင်အော်တိုဘာလ၄ရက်နေ့စာမျက်နှာတွင်ယခုည၁၂နာရီခွဲတောကမိစိန်ကိစ္စဆုံးဖြတ်ဖိုးကျင်လင်မယားအပ်ဟုမိနီဖြင့်ရေးသားထား၏မတမ်းမြသည်လွန်ခဲ့သောတလလောက်ကညနေတကောင်ကျော်လောက်တွင်ယောက်ျားကြီးတစ်ယောက်နှင့်မိန်းမတစ်ယောက်ကားပေါ်မှဆင်းလာ၍ ဥကြောသောနှင့်တီတိုးတိုင်ပင်ပြီးနောက်ကားပြန်၍ထွက်သွားသောအခါကားပေါ်၌ပါဇက်တွင်အဝင်များစီးနှောင်ထားသောမိန်းကလေးတစ်ယောက်အားမိမိမြင်လိုက်ရသည်ကိုပြန်၍တတိယမိ၏အခြားနောက်ဘက်မှစာမျက်နှာများကိုကြည့်ရှုပြန်၏ဩဂုတ်လ18ရက်နေ့ညမှာတနင်္ဂနွေနေ့ဖြစ်၍ထိုစာမျက်နှာ၌ Miss Wes Miss Wes ဝင်လာတွေ့လင်ဤပစ္စည်း၅တောင်းအတွေ့မခံဟု မိနေဖြင့်ရေးသားထားသောစလုံးများကို တွေ့ရပြန်၏မတမ်းမြသည်ပြန်၍စဉ်းစားပြန်၏ထိုလအတွင်းလောက်ကတနေ့ညင်၈နာရီလောက်တွင်အသက်25နှစ်ခန့်ကြီးမိန်းကလေးတစ်ယောက်ရောက်လာပြီလေရင်ဥကြော်သောအားမင်းမြန်းကထိုအခါမှမြေတိုက်တဲတွင်ဥကြော်သော ပုံနေသည်ဖြင့်အလုံးမှဥကြော်သောပြန်မလာသေးကြမိမိကလိန်လေပြောဆိုလိုက်ရကြမိန်းကလေးသည်၂နာရီခန့်အမြဆက်လက်၍ဆောင်းစားနေသည်ကိုပြန်လည်၍တတိယပြန်၏ ။ဒဏ်ရာရည်စားကလေး၏လုံခဲ့သောနေရက်များလိုလို၌ပင် အမှန်အတားများငွေများပေါင်းထားသည့်ကဏ္ဍများ၊မိသူမိဝါနှင့်မိသည့်နေရာတွင်တွေ့ရန်အချင်းချင်းများစသည့်တို့ကိုတွေ့ရ၏။မိမိသင်္ကမကင်းဖြစ်ခဲ့ရသောကိစ္စနှစ်ခုသုံးခုမှာအခြားကိစ္စများကဲ့သို့ရိုးရိုးမင်းနှက်ဖြင့်မရေပဲမိနေဖြင့်ရေးသားထားသည့်ကိုတွေ့ရ၏။ယနေ့အဖို့လည်းကိစ္စတစ်ခုကိုမိနေဖြင့်ရေးသားထားပြန်ရာယင်းကိစ္စမှာမိသည့်ကိစ္စမျိုးဖြစ်လေသည်နည်း။ လွန်ခဲ့သော၄-၅လောက်ကပင်လည်းယင်ဥကြောစောဤအသွားလာများကို၎င်းသူထံတို့ရောက်လာသောဧည့်သည်များကို၎င်းတင်္ကာမကင်းဖြစ်ခဲ့လျာယခုတင်္ကာမကင်းဖြစ်ခဲ့သောကိစ္စနှစ်ခုသုံးခုမှာဒံယာရည်တွင်တွေ့ရသောမှီနီမတန်းများဖြင့်အံကိုက်ဖြစ်နေသည်ကိုတွေ့ရသောအခါပုံမို့၍တင်္ကာမကင်းဖြစ်၍လာတော့၏ယနေ့ရဆွဲစာရွက်ပေါ်တွင်တွေ့ရသောမတန်းကလေးမှာမိသည့်ကိစ္စဖြစ်၍နေသည်နီမတန်းများသည်အမျိုးမျိုးတွေ့တော့လျက်ရှိလေ၏ ထိုညနာဥကြော်သောသည်ညည့်ခွန်နာရီတတလောက်နာအိမ်တို့ပြန်ရောက်လာက အိမ်ပေါ်တို့ရောက်လျင်ရောက်ချင်းမြရေအကိုကြီးတန်ရာရေစာဝန်လေးတို့ကိုပျောက်သွားတယ်ဟေ့ဘယ်များကြကြံရိတ်ခဲ့တယ်လဲမပြောတတ်ဘူးဟိုရေကြီးတုတ်ပြပြောလေရာမတမ်းများကအေးမကြည့်တကယ်တို့ဒိုင်းယာရေစာဝန်လေးကိုဇပွဲအန်စွဲအတွင်မှထုတ်ယူခဲ့ပြီးနောက်ရှန်ထဲမှာဥပိုးချိန်ကောက်ရလို့လာပေးထားတယ်ဟိုပြောလေရာစာဝန်ကလေးကိုဥကြော်တော်လက်ထဲသို့လှမ်း၍ပေးလိုက်လေ၏ သူကကဥကြော်သောလဲရင်ထဲမှာအလုံးကြီးတစ်ခုကြာသွားတဲ့ကဲ့သို့စာအုပ်ကလေးကိုအငမ်းမရဆွဲယူလိုက်လေ။ဒါရယူကိုမြဖတ်ကြည့်သေးလား။ကြည်တာဗောအကိုကြီးရဲ့နေပါဦး။ဒီနေ့ည9:00နာရီဆိုတာဘာလဲ။အကိုကြီးဘယ်ဘယ်ကမင်းကလေးနဲ့များချိန်ထားပြန်ပြီလဲ။ဥကြော်သောဒီခက်တာမြမျက်နှာပြတ်သွား၏။တွတ်တော်ချက်ချင်းအိမ်တွေကိုပြန်ဆဲကပြုံးလိုက်ပြီးနောက်ဟုတ်တယ်။ကောင်မလေးတယောက်နဲ့ချိန်တာလေ။အသားကမဖြူမညိုမျက်လုံးပြူးပြူး ကိုကငရန့်ကုန်လို့ကလေးဟောဒီကမြကိုကလေးအတိုင်းပါပဲဗျာဥကြောသောဒီမတမ်းမြဤကြစ်လက်တော်ကိုလုံးကလေးကိုကျုံ့ရဖတ်ထားလိုက်လေနေသားမအောင်အကိုကြီးရဲ့အကောင့်ပြောနေတာပါည9နာရီဆိုတာဘာလဲညကလည်းကွယ်ည9နာရီမှာတော်တော်လေးအေးလာပြီမဟုတ်လားဒီအချိန်ဓာတ်ပုံဆေးဖို့ကောင်းတဲ့အချိန်ပဲဒီအချိန်မှာဓာတ်ပုံနေဆေးဖို့ရှိလို့ဗောညရဲ့ မင်းအနေမှာဆိုလို့အကိုကြီးမှတ်ထားတာဥကြော့တော်မှာတကြိမ်လျင်တလလျင်တကြိမ်နှစ်ကြိမ်ကြာအောက်ထက်မြေတိုက်ထဲသို့ဝင်၍သူ၏ဓပုံများကိုစေးခြင်းကုခြင်းများပြုလုပ်လေရှိ ထမင်းများစားတော့ပြီးကြတော့အခါညာ၈နာရီခွဲခန့်ရှိပြီဖြစ်၍မတမ်းမြသည်ကနွယ်ကလျာအမူအရာဖြင့်ဥကြော့တော်၏မျက်နှာကိုကြည့်ကအကိုကြီးကုတင်ကပြောတဲ့မျက်လုံးပြူးပြူးငရဲ့ကိုကလေးဆိုတာတကယ်လားယင်မြောက်ကိုပြောရမယ် တကယ်ပေါ့မြရဲ့မြကြည့်ကျင်လို့လားမတမ်းမြသည်နှုတ်ပြင်ပြန်၍မပြောဘဲဥကောင်းကိုညင်သာစွာညှိတ်လျာဥကျော်သောသည်မတမ်းမြအားကလဲထိုင်ပေါ်မှပွေ့ချီကာအဲ့ဒါသူပဲဟုပြောရင်းအိမ်ခန်းတွင်သို့ခေါ်ဆောင်၍သွားလေဇနီးမောင်နှံတို့တရင်နိုးသောအခါ၌ကစတ္တနာရီပင်ထိုးနေလေပြီဥကျော်သောနိုးသောအခါမနှံ့ဖြံမှပဲစေးတော်မမြရဲ့ဟုပြောကာအိပ်ပြောသွားလေထိုညင်းအဖို့၌ကတစုံတရာထူးခြားခြင်းမရှိသဖြင့် မတမ်းမြမှာစိတ်အေးကြီးပြီးသွားပြီလေတခါတည်းအိပ်ပြောသွားလေရာနနက်9နာရီမှပင်အိပ်ရာမှနိုးလေနောက်တနေ့နိုင်ဦးကျော်သောသည်ခါတိုင်းနေခဲ့သို့ဆက်တနာရီတတခန့်တွင်အိမ်မှထွက်သွားလေရာမတမ်းမြသည်ဦးကျော်သော၏စာရွက်စာတမ်းများကိုရှားဝေကြည့်ချို့လိုစိတ်ဖြစ်ပေါ်လာသည်ဖြင့်စာရေးစပွဲအန်စွဲများကိုဗီဒီယိုအောက်တွင် တွေ့ရသောတော်တွဲမှတော်များနှင့်စမ်းသပ်၍ဖွင့်လေ၏ တော့တုံးလေးချောင်းလဲ၍ဖွင့်သောအခါအံဆွဲတစ်ခုပွင့်သွားလေသည်အံဆွဲတစ်ခုအတွင်း၌ကဖိုင်ဟောင်းတစ်ခုကိုတွေ့ရလေရာဖိုင်တွဲရထားသောတရင်စာပြပိုင်းများကိုလည်းတွေ့ရ၏တရင်ရက်ဆွဲများမှာလုံခဲ့သော15နှစ်ခန့်ကရက်ဆွဲဖြစ်၍အဖြူရောင်မှအဝါရောင်တို့ပင်ပြောင်းခါစက်ခုများမှာလည်းဆွေးမြေ့လို့မတက်ရှိ၍နေလေပြီပြပိုင်းတစ်ဆောင်တွင်ဘိန်းနှစ်တောင်ပိုးရောင်းချမှုဖြင့်ဘိန်းနှစ်တောင်ပိုးရှာမှုဖြင့် မိမပြိုတရားထောင်ကြသောအမှုအခြားတဲ့ဆောင်တွင်လူပြန်ပေးမှုတခြားတဲ့ဆောင်တွင်မန္တလေးမြို့တာစီနံပါတ်2တီဘောမြို့များမှမိမပြိုကလေးများကိုခိုးယူပောင်းသိပြီးနောက်မိန်းကလေးများအစာပြောက်နေခြင်းတည်င်းများအခြားတည်င်းဆောင်တွင်ဇေဘရီလူမျိုးခစ်ပညာတတ်တယောက်ဖြစ်သော ကိုမုတ်စိတ်ဆိုသူမှာရုပ်ရည်တနာကမှရှိသူဖြစ်၍တီဘောမြို့မှ ချမ်းအမျိုးသမီးကလေးတယောက်နှင့် ပြင်ဦးလွင်ဈေးအနီးတွင်တိုက်တလုံး၅ရန်နေထိုင်ခဲ့ကြောင်းမကြမီရှမ်းအမျိုးသမီးကလေးပျောက်သွား၍ကိုမိုးစိတ်သာရှိတော်ရာကိုမိုးစိတ်ကမူဇနီးဖြစ်သူမှာမိမိနှင့်စကားများ၍စိတ်ဆိုးပြီးလျင်၎င်း၏မိဘနေရထံသို့ပြန်သွားကြောင်းဖြင့်လူများအားပြောလျက်ရရှိထား၏ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းတင့်အနေနဲ့အီမာဒင်ခိတ္တခဏရန်နာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်မေးပြီးဝင်ရောက်နားဆင်အားပေးကြတဲ့သူ ကျွန်တော်တို့ရဲ့ညကမာဓမ္မတအူးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညကမာဓမ္မများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကဘေးပြာအပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ